ကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာအတူတကွဆင်ခြင်ဖို့အခွင့်ရတဲ့အတွက်ဘုရားသခင်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အသက်ရှင်ခြင်းရဲ့အဓိကအရွယ်ချက်ကဘုရားသခင်ဘုံတော်ထင်ရှားစီဖို့နဲ့ကိုရော night house ဝိလျော်ဖို့ဖြစ်ပါဒီထဲမှာဝတ်ပြုကိုးကွယ်ခြင်းဟာအရေးကြီးဆုံးလှုပ်ဆောင်မှုဖြစ်ပါတယ်ဒါပေမဲ့မိခြင်းနဲ့မိကုန်းကကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်း ဟိုဘုရားသခင်လက်ခံတော်မူရဲ့လားကျွန်တော်တို့ရဲ့တခြင်းဆိုတန်းကျွန်တော်တို့ရဲ့တူရိယာကျွန်တော်တို့ရဲ့စီဝေးခြင်းကို ကိုရောအမှန်တကယ်နှစ်သက်တော်မူရဲ့လားသခင်ယေရှုဟာရေတွင်းသားကရှမာရိအမျိုးသမီးကိုဝိပုကိုးကွယ်ခြင်းရဲ့အကြီးမြတ်ဆုံးလှုပ်ဝှက်ချက်ကိုဖွင့်ပြခဲ့ပါတယ်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီးလေးအငယ်23ကနေ24ထဲမှာစစ်မှန်သောဝိပုကိုးကွယ်သောသူတို့သည် ခမီးတော်အားနံဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်းဝတ်ပြုကိုးကွယ်ရမယ့်အချိန်ကာလသည်ယခုပင်ရောက်လာပြီ။ခမည်းတော်သည် ထိုသို့သောဝတ်ပြုကိုးကွယ်သောသူများကိုရှာဖွေတော်မူ၏။ဖျားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏လို့ဟောပြထားပါတယ်။ တတိပြုစီယာကဘုရားသခင်ဟာဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုရှာဖွေနေတာမဟုတ်ဘူးဝတ်ပြုကိုးကွယ်သောသူများကိုရှာဖွေနေတာပါဘလို့ဝတ်ပြုကိုးကွယ်သူတွေလဲနံဝိညာဉ်နဲ့တစ္ဆာတရားအတိုင်းကိုးကွယ်သူတွေပါဒီနေ့ကျွန်တော်တို့ဝိညာဉ်အားဖြင့်ကိုးကွယ်ခြင်းဆိုတာဘာလဲဆိုတာကိုအတိအကဆင်ခြင်သွားကြမှာဖြစ်ပါကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းဟာဘုရားသခင်ရှာဖွေနေတဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ဖို့ဝိညာဉ်တော်အားဖြင့်ဆိုတဲ့အဓိပ္ပာယ်ကို နားလည်ဖို့လိုပါတယ်ဒီမှာအတိတ်ပဲနှမျိုးရှိပါတယ်ပထမအတိတ်ပဲတစ်မျိုးကတော့ကျွန်ုပ်တို့ဤဝိညာဉ်မှဝတ်ပြုခြင်းတစ္ဆာတရားနဲ့ကိုးကွယ်ခြင်းသခင်ယေရှုကနာဝိညာဉ်လို့ပြောလိုက်တဲ့အခါမှာဒါကဘာကိုပြောတာလဲကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းဟာနှလုံးသားထဲကလာရမယ်အပြင်ပန်းဟန်ဆောင်မှု မဟုတ်ရဘူးဖယောသခင်ကနာဝိညာဉ်ဖြစ်တဲ့အတွေ့ ကိုရောနဲ့ဆက်သွယ်ဖို့ကျွန်တော်တို့ရဲ့လူဝိညာဉ်ကဆက်သွယ်ရမှာဖြစ်ပါဒါဟာတစ္ဆာတရားနဲ့ကိုးကွယ်ခြင်းမှာဆိုလိုတာကယောသားမှုစစ်မှန်မှုနဲ့ကိုးကွယ်ရမယ်ပါဇက်ကချီးမွမ်းနေပေမဲ့စိတ်ကလွင့်နေတယ်ဒါမှမဟုတ်အပြစ်နဲ့ချီတောင်ခြင်းခံရတာမျိုး မဟုတ်ပဲအသက်ရှင်တဲ့နှလုံးသားနဲ့ဘုရားသခင်ကိုစက္ကတ်ခြင်းဖြစ်ပါနံပါတ်2အချက်ကတန်ရှင်သောဝိညာဉ်တော်အဖြစ် ဝတ်ပြုခြင်းနံဝိညာဉ်နဲ့ကိုးကွယ်ခြင်းဒါဟာယုံကြည်သူတွေဖြစ်တဲ့ကျွန်တော်တို့အတွက်အသက်သွေးကြောဖြစ်ပါကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းဟာကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ခံစားချက်တက်တက်နဲ့မလုံလောက်ပါဘူးတန်ရှင်တော်ဝိညာဉ်တော်ကလှုပ်ဆော်ပြီးခွန်အားပေးသောဝတ်ပြုကိုးကွယ်ခြင်းဖြစ်ရပါဖိလိပ္ပိခန်းကြီး3အငယ်3မှာငါတို့သည်ဖျားသခင်ဝိညာဉ်တော်အားဖြင့်ဝတ်ပြုကိုးကွယ်ကြသည်လို့ဆိုထားပါတယ် ကျွန်တော်တို့ရဲ့ဝိပုကိုးကွယ်ခြင်းကိုအစပြိုးပေးသောသူဟာဝိညာဉ်တော်ဖြစ်ရပါမယ်ရှင်လုကာခန်းကြီး30အငယ်27မှာသခင်ယေရှုကိုယ်တိုင်ကတန်ရှင်သောဝိညာဉ်တော်အဖြစ်ဝမ်းမြောက်ခြင်းရှိပြီးခမည်းတော်ကိုချီးမွမ်းခဲ့ပါဝိညာဉ်တော်မပါဘဲစစ်မှန်တဲ့ဝမ်းမြောက်ခြင်းနဲ့ချီးမွမ်းခြင်းမဖြစ်နိုင်ပါဘူးနံပါတ်3အချက်ကတော့ဝိညာဉ်တော်ကကျွန်ုပ်တို့ကိုဝိပုကိုးကွယ်ဖို့ဘလို့လှုပ်ဆော်ပေးတယ်လေ ပရှင်သောဝိညာဉ်တော်ရဲ့အကူအညီမပါဘဲကျွန်တော်တို့ဘုရားသခင်ကိုစစ်မှန်စွာ မကိုးကွယ်နိုင်ပါဘူးဝိညာဉ်တော်ကအဓိကနိလန်၃ခုနဲ့ကူညီပါတယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုဘုရားသခင်နဲ့ယဉ်နီးစေတယ်ယောမဩဝါဒစာခိုင်းကြီးရှင်အငယ်15မှာ သာသမီဖြစ်ချင်းဤဝိညာဉ်ကိုပေးတဲ့အတွက်အဘအဘလို့ခေါ်ခွင့်ရစီပါဝိညာဉ်တော်ကကျွန်တော်တို့နှလုံးသားထဲမှာ အယံတခင်ရဲ့မေတ္တာကိုတွန်းလောင်းပြီးကျွန်တော်တို့ကိုအစေခံလို့မဟုတ်ပဲသားသမီးတွေလိုရဲရဲစွာချင်ကပ်ကိုးကွယ်စီပါれဝိညာဉ်တော်ကတခင်ယေရှုဤနာမကိုချီးမြောက်တယ်ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး16ငယ်14မှာသူဒီငါ၏ဘုန်းကိုထင်ရှားစေလိမ့်မယ်လို့ဆိုပါれဝိညာဉ်တော်ပြီးွားတဲ့ဝိပုကိုးကွယ်ခြင်းရဲ့အမှတ်အသားကတခင်ယေရှုဘုန်းတော် ထင်ရှားခြင်းဖြစ်ပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး7အငယ်300တန်ရှင်သောဝိညာဉ်တော်အဖြစ်ဟုတ်လေအဘယ်သူမြယေရှုကိုတခင်ဖြစ်တော်မူဤခုမပြောနိုင်ဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အာယုံကိုတခင်ယေရှုရှိပို့ဆောင်ပေးပါတယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုလွတ်မြောက်စေတယ်တမန်တော်ဝတ္ထုခန်းကြီး1အငယ်17မှာပင်တိကုတ်တိနေ့မှာဝိညာဉ်တော်နဲ့ ကြည်တော့ဘုရားသခင်ဤအံ့ဖွယ်သောအမှုကိုကြားပြောကြတယ်တမန်တော်ဥထုခန်းကြီး30အငယ်46မှာကောနီလိအိမ်မှာအမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆို၍ဘုရားသခင်ကိုချီးမွမ်းကြတယ်ဝိညာဉ်တော်ရှိတဲ့နေရာမှာလွတ်လပ်ခြင်းရှိပါတယ်ကျွန်တော်တို့ရဲ့ဝိပုကိုးကွယ်ခြင်းမှာချီးနှောင်မှုတွေတမယိုးကြပုံစံခွက်တွေထဲကလွတ်မြောက်ပြီးလွတ်လပ်စွာချီးမွမ်းတတ်ဖို့ဝိညာဉ်တော်က ကူညီပါတယ်ဒီနေ့ဘုရားသခင်ရှာဖွေနေတဲ့ဝတ်ပြုကိုးကွယ်ခြင်းဆိုတာနေရာဒေသအဆောက်အဦထုံနှံတလိအစီစဉ်နဲ့မဆိုင်ပါဘူးဒါဟာနံဝိညာဉ်ဖြစ်တဲ့ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကတန်ရှင်သောဝိညာဉ်တော်ရဲ့ခွန်အားပေးလှုပ်ဆော်မှုအဖြစ်ဆက်သွယ်ချီးမွမ်းခြင်းဖြစ်ပါဒါကိုကျွန်တော်တို့ဘလို့လက်တွေ့ကျင့်သုံးမလဲ ဝပြုကိုကိုွယ်ချင်းမဆခင်ကျွန်တော်တို့တူးချင်းစီပြင်ဆင်ချင်းလုပ်ဖို့အလွန်အရေးကြီးပါတယ်။အဖက်ဩဝါဒစာခန်းကြီးကအငယ်၁၈ကဝိညာဉ်တော်နဲ့ပြီးဝကြလောလို့မိမ့်မာထားပါဝပြုကိုကိုွယ်ချင်းမဆခင်ဆုတောင်းပါအရှင်သောဝိညာဉ်တော်ကျွန်တော်ကိုလမ်းညွန်ပါကျွန်တော်နှလုံးသားကိုပြင်ဆင်ပေးပါဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကိုအဟတာဖြစ်စေမဲ့အပြစ်တွေဇာတိတဘောတွေရှိရင်နောင်တရပါ တရှင်သောဝိညာဉ်တော်ဖြင့်အသစ်ပြန်ပြေဝခြင်းကိုတောင်းလျှောက်ပါကျွန်တော်တို့ရဲ့ဝိပုကိုးကွယ်ခြင်းကိုဝိညာဉ်တော်ဦးဆောင်တဲ့အခါအဲ့ဒါဟာဘုရားသခင်ရှာဖွေတဲ့ကိုရောရဲ့ဘုံထင်ရှားစေတဲ့ကျွန်တော်တို့အတွက်လွတ်မြောက်ခြင်းနဲ့ပြေဝတဲ့ဝိပုကိုးကွယ်ခြင်းဖြစ်လာမှာဖြစ်ပါကျွန်တော်တို့ဆုတောင်းကြပါစို့ကောင်းကင်ဘုံရှင်ဖဘုရားကိုရောဟာနံဝိညာဉ်ဖြစ်တော်မူပြီးကိုရောကိုနံဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်း ဝိပုကိုးကွယ်သူများကိုရှာဖွေနေတဲ့အတွက်ဂျေစုတင်ပါတယ်ဒီနေ့အချိန်ကြီးကျွန်တော်တို့ရဲ့ဝိပုကိုးကွယ်ခြင်းတွေမှာ အပြင်ပန်းပုံစံတွေဓလေ့ထုံတမ်းတွေကိုပိုင်ခံစားချက်တွေကိုဦးစားပေးမိခဲ့ဝင်ချတောင်းပန်ပါတယ်တန်ရှင်သောဝိညာဉ်တော်ဖရာကျွန်တော်တို့ရဲ့စစ်မှန်သောဝိပုကိုးကွယ်ခြင်းဥဆောင်သူအဖြစ်ကြွလာတော်မူပါကျွန်တော်တို့ရဲ့နှလုံးသားတွေကို ယောသားစစ်မှန်စီပါကျွန်တော်တို့ရဲ့ဗဇက်တွေကို ဖွင့်ပြီးသခင်ယေရှုကိုချီးမြှောက်စီပါ ကျွန်တို့ရဲ့ဝိပုကိုကိုယ်ခြင်းတိုင်းဟာကိုလို့ရှိမှာမွေးကြိုင်တဲ့ရစ်ဖြစ်စေဖို့ဝိညာဉ်တော်အဖြစ်အတိတ်တဖန်ပြဝစီတော်မူပါ သခင်ယေရှုခရစ်တော်ဤနာမတော်အဖြစ်ဆုတောင်းအနံပါ၏အာမင်